If you want to be wealthy and happy the rest of your life, just learn this lesson well. Learn to work harder on yourself than you do on your job. တဲ့အနေနဲ့ဘဝတစ်ချောင်းလုံးပြပြရှင်ရှင်ချင်းချင်းတတနေခြင်းနဲ့ဆိုရင်မပြတ်မနေတိတ်ကိုတည်ထားရမယ့်သင်ခန်းစာတစ်ခုရှိပါတယ်။အဲ့ဒါကတော့အလုပ်ပေါ်မှာစ조사လုပ်တာထပ်ပို့ပြီးတော့တင်ထွက်တင်ပုံမစ조사လုပ်ခံရမှာပဲဖြစ်ပါတယ်။နောက်ဆက်လာတာရှာဖွေနေတဲ့ဝင်ငွေလားစာတွေကကိုယ့်ရဲ့ personal development လောက်အဖို့မတန်ပါဘူး။အမြင်မှုဆိုတာကကိုယ့်စီကိုလောင်ရှဲဆောင်ရမယ့်အရာပဲဖြစ်ပါတယ်။ကိုကအနောက်ကနေအသေးအတန်ပြေးလိုက်နေရမှာမဟုတ်ပါဘူး။အဲ့ဒါကြောင့် personal development ကိုအာရုံစိုက်လို့ဆောင်ဖို့အကြံပေးချင်ပါတယ်။အခု TVO ကြည့်ရှုနေတာ တို့ရဲ့အနေနဲ့ကိုယ့်ရဲ့ဘဝနေထိုင်မှုပုံစံကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုလောင်းဝပြောင်းလဲဖြစ်ချင်တယ်ဆိုရင်လုံဆောင်ရမယ့်အရာ၃ခုအကြောင်းကိုအခုဒီဗီဒီယိုလေးမှာအသေးစိတ်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ဘဝကိုလောင်းဝပြောင်းလဲဖြစ်ဖို့ဆိုရင်ပထမဆုံးလုံဆောင်ရမယ့်နံပါတ်၁အရာကတော့ကိုယ်လောက်ရမယ့်အရာကိုတည်ထားနားလည်ဖို့ပဲဖြစ်ပါတယ်။ကိုယ့်ဘဝကိုပြောင်းလဲပြစ်ဖို့ဆိုရင် idea အတွေ့အမြင်တွေလိုအပ်ပါတယ်။ idea ကမပြောင်းပြစ်နိုင်တဲ့အရာဆိုတာလောကမှာမရှိပါဘူး။ဝေရှာဖို့ဆိုတာလည်းဒီတိုင်းပါပဲ။ပတ်စံအများကြီးရှာနိုင်ဖို့ဆိုရင်ဒီလိုရှာနိုင်မဲ့ ွေးမြင်တွေရှိထားဖို့လိုအပ်ပါတယ်။အဲဒီတော့အတွေးမြင်တွေကြားလာဖို့ဆိုတာကိုလုံးမဲ့အခြေအရေမှာတည်ချနားလည်ထားဖို့လိုအပ်တာဖြစ်ပါတယ်။အောင်မြင်ခြင်းနဲ့ဆိုရင်အောင်မြင်မှုကိုတည်ချလေ့လာပါ။ပျော်ရွှင်ခြင်းနဲ့ဆိုရင်ပျော်ရွှင်မှုကိုတည်ချလေ့လာပါ။ချမ်းသာခြင်းနဲ့ဆိုရင်တော့ဝင်ကြေးအကြောင်းကိုတည်ချလေ့လာဖို့လိုအပ်ပါတယ်။အဲဒီလိုမျိုးအလုပ်တစ်ခုကိုတည်ချနားလည်ဖို့ဆိုရင်စာဖတ်ရပါမယ်။တည်ချနားထောင်ရပါမယ်။နောက်ဆုံးလေ့လာဆန်းစစ်ရပါမယ်။နောက်ထပ်နံပါတ်နဲ့အချက်ကတော့လက်တွေ့လှုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်။ကိုလုံးတဲ့အလုပ်တိုင်းမှာအောင်မြင်ဖို့ဆိုရင်စီကန်းရှိရပါမယ်။စီကန်းဆိုတာက ါလဲကိုလုတ်တဲ့အလုံးတိတိလေးကအစားတေချာလုံးမှာနောက်ထပ်အလုံးအချီးချီးတွေကိုတေချာလုံးနိုင်မယ်အစွမ်းအစရှိလာမှာပဲဖြစ်ပါတယ်နောက်တစ်ခုကမိမိကိုယ်ကိုလှုံ့ဆော်မှု self motivation လည်းရှိဖို့လိုအပ်ပါတယ်အဲ့ဒီလိုမျိုးကိုယ်ကိုလှုံ့ဆော်နိုင်ဖို့လည်းလိုအပ်ပါတယ်ကိုယ်မှာရှိတဲ့ self motivation ကိုတခြားသူကိုပေးဖြစ်ပြီးတော့တခြားသူကမိမိကိုပြန်လှုံ့ဆော်နေရမျိုးမဖြစ်ပါစေနဲ့ခုနကပြောခဲ့တဲ့နံပါတ်7မှာလေ့လာခဲ့တဲ့အရာတွေကိုဘုံတရားပြင်မထားခဲ့ပဲနဲ့လည်းတွေ့အသုံးချဖို့လည်းလိုအပ်ပါတယ်အဲ့ဒါမှသင်လိုချင်တဲ့ငွေကြေးချမ်းသာမှုကိုရပြီးတော့ preparation ရင်နေနိုင်မှာဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့ကိစ္စရဲ့အတိုင်းမှာတတိရှိဖို့တတိပြုဖို့ပဲဖြစ်ပါတယ်။မိမိလုံးမဲ့ကိစ္စရဲ့ပုံမှာအသေးချာနားလည်ပြီးရောဘယ်ဟာကအလုပ်ဖြစ်မယ်ဆိုတာကိုအဖြစ်အရင်ရှာပါ။ပြီးရင်တော့အဲ့ဒါကိုတည်ချာလုပ်ပါ။လုပ်တဲ့အရာတိုင်းမှာလည်းတတိရှိပါ။တကယ်လို့အမားလုံးမိခဲ့ပြီဆိုရင်အဲ့ဒီအမားကိုလက်ခံပြီးရောအမားကလည်းသင်ခန်းစာပြန်ယူပါ။ဒီသုံးချက်ကိုတည်ချာလိုက်နာပြီးလုပ်ဆောင်မယ်ဆိုရင်တော့ကိုနေခြင်းနဲ့ဘဝနဲ့ထိုင်မှုပုံစံမှာပြင်းပြရွရွနေနိုင်ပြီပဲဖြစ်ပါတယ်။အခုဒီဗီဒီယိုလေးမှာမျှဝေပေးခဲ့တဲ့အကြောင်းအရာတွေဟာ1987ခုနှစ်မှာ ပညာရှိစာရေးဆရာနဲ့လုပ်ငန်းရှင်တဦးဖြစ်တဲ့ Jameron ကျင်းပခဲ့တဲ့ The Challenge to Success ဆိုတဲ့ seminar ကနေကောင်းတော့ရရာတွေကိုပြန်လဲကောင်းတော့ပြီးရောမျှဝေပေးထားပဲဖြစ်ပါတယ်။အခုလိုပညာရှိတတိကြီးတွေရဲ့အဖို့တန်အစုံမဲ့အကြောင်းအရာတွေကိုအမြင်သာစင်ကျင်နဲ့ဝေကျင်းနဲ့ပတ်သက်ပြီးရောအသိပညာပိုးကျတာတွေကိုရယူခြင်းနဲ့ဆိုရင် Achu Vice YouTube Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။အခုလိုတန်ဖိုးရှိတဲ့ဗီဒီယိုနဲ့အတူနောက်နေ့မှလည်းပြန်လာခဲ့ပါမယ်။ဒါဆိုရင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။